မင်္ဂလာပါကလေးတို့ရေတချာတော့ grade 7သိပ္ပံသင်ကြားပေးမယ့်တစ်ချက်ချင်းဖြစ်ပါတယ်အခန့်၁သိပ္ပံဤသဘောတဘာဝသင်ခန်းစာနှင့်စူးစမ်းလေ့လာ တွေ့ရှိချက်အသင့်များကိုဒီချက်ကရှင်းပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်เนาะသင်ခန်းစာနှင့်စူးစမ်းလေ့လာတွေ့ရှိချက်အသင့်များ အဲ့တော့သိပ္ပံပညာရှင်တွေဟာဘာသာရဲ့နယ်ပယ်အသီးသီး၌စူးစမ်းလေ့လာမှုများစမ်းသပ်မှုများစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်။မကြာသေးမီက ရှာဖွေတွေ့ရှိထားတဲ့ထင်ရှားတဲ့စူးစမ်းလေ့လာ တွေ့ရှိချက်အသစ်တချို့ကိုယခုသင်ခန်းစာမှာပေါ်ပြပေးထားပါတယ်။ကဲဒါဆိုရင်ပုံလေးကိုကြည့်နော်။ကဲအဲ့တော့ကာကြီးအဲ့တော့ဇီဝဗေဒပညာရှင်တွေဟာ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းဖြစ်စဉ်ကိုအသုံးပြုပြီးတော့အင်ဆူလင်ဟော်မုန်းထိုးစေးထုတ်လုပ်ခြင်းပြီးအရသာထိုးခဲ့သောတည်တည်ဝလံများထုတ်လုပ်ခြင်းပိုးသက်စေပေါင်းသက်စေတံခံနိုင်တဲ့စိုက်ပျိုးသီးနှံများစမ်းသက်ထုတ်လုပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။ခါခွေ သိပ္ပံပညာရှင်တွေဟာကြေတာယာများကြည့်ရက်နက်ခတ်ကြည့်မှန်ပြောင်းများကိုအသုံးပြုကြပါတယ်။ယခုအချိန်တွင်ကမ္ဘာမြေပြင်မှာ ကြည့်ရှုလေ့လာခြင်းအပြင်ကဘာကိုပဟိုပြု၍ဆက်ဝိုင်းပုံပတ်လန်းဖြင့်လှည့်နေတဲ့ Hubble Space Telescope ဖြင့်၎င်း ပြီးရင်ကဘာကိုပဟိုပြု၍ဘဲဥပုံပတ်လန်းဖြင့်ပတ်နေတဲ့ Chandra Space Telescope ဖြင့်၎င်းလေ့လာနေကြပါတယ်အဲ့တော့ Chandra Space Telescope ကတော့နေအဖွဲအစည်းအစုံထိရောက်အောင်ကြည့်ရှုနိုင်ပါတယ်ခါငယ်ကွန်ပျူတာပညာရှင်တွေဟာမှတ်ဉာဏ်တူကို နော်တကယ်တော့မှတ်ဉာဏ်အတုဆိုတာကတော့ AI ပေါ့နော်မှတ်ဉာဏ်အတုကိုအသုံးပြု၍ကစားရတဲ့ကွန်ပျူတာကစားနည်းများ AI ကွန်ပျူတာညွှန်ကြားချက်စနစ်ဖြင့်ထိန်းချုပ်နိုင်သောစက်ပစ္စည်းများနဲ့ရင်များကိုတီထွင်ဖန်တီးနိုင်ပြီပဲဖြစ်တယ်။ဂါကြီးနက္ခတ္တဗေဒပညာရှင်တွေဟာအခြားနေ အဖွဲ့စည်း၌တက်ရှိများ နေထိုင်နိုင်မည်ဟုယူဆရတဲ့ဂျိုအသစ်တစ်လုံးနော်တကယ်လို့ဂျိုအသစ်တစ်လုံးဆိုတဲ့စူပါအက် LHS 1140B ကိုပေါ့နော်တကယ်လို့ရှာဖွေတွေ့ရှိခဲ့ကြအောင်တကယ်လို့2018ခု April 20ရက်နေ့မှာကျင်ညာခဲ့ပါတယ်။ကဲဒါဆိုရင်အဓိကအချက်ကလေးကိုကြည့်အောင်။အဓိကအချက်သိပ္ပံပညာရှင်တွေဟာဘာသာရဲ့ nebel အသီးသီး၌စူးစမ်းလေ့လာမှုများစမ်းသပ်ရှာဖွေမှုများစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်။ထိုလှုပ်ဆောင်မှုတွေဟာဆိုရင်လူသားတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေပါတယ်။ဒီနေ့တကယ်ရှင်းပြတဲ့သင်ခန်းစာလေးကတော့အခန်း၁တိပ်ပံဤသဘောတဘာဝသင်ခန်းစာနှစ်စူးစမ်းလေ့လာတွေ့ရှိချက်အသစ်များကိုဒီချေကတောက်သမီးတို့ကို ရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ဒီချေနဲ့တူတူနောက်သင်ခန်းစာမှာပြန်တွေ့မယ်နော်။